လုံးမင်္ဂလာပါကျွန်တော်ဒီခါပြောပြပေးသွားမယ်အကြောင်းအရာလေးကတော့အားလုံးလည်းသိကျင်နေကြတဲ့အကြောင်းအရာလေးဖြစ်တဲ့ AI နဲ့ကျွန်တော်တို့နှစ်ယောက်ပုံနဲ့ကပယ်ပုံနဲ့ထုတ်တဲ့အခါမျိုးမှာကိုယ့်ရဲ့ရုပ်နဲ့တူအောင်ဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်ကဒီဗီဒီယိုမှာမျှဝေပေးသွားမှာဖြစ်တယ်ပေါ့နော်များသောအားဖြင့် AI နဲ့ကျွန်တော်တို့ပုံထုတ်တဲ့အခါမှာတယောက်တည်းပုံတွေကတော့ပြဿနာမရှိဘူး AI ကကျွန်တော်တို့တော်တော်များများပေါ့နော်ကိုယ့်ရဲ့ရုပ်နဲ့တူအောင်လို့ထုတ်ပေးတာဖြစ်တဲ့အတွက်ပုံထွက်တရားပေါ့နော်ကိုယ့်ရဲ့ရုပ်နဲ့တူတဲ့အတွက်ပြဿနာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ပြဿနာကပါလဲဆိုရင်ကပယ်ပုံတွေထုတ်တဲ့အခါမျိုးမှာကျွန်တော် AI တွေကပေါ့နော် ရုပ်တွေနဲ့မတူအောင်ဒီထက်ကိုထက်လိုက်တဲ့ရုပ်တွေနဲ့မတူအောင်အနှံ့ငယ်ပြုတ်ပြင်ပြီးမှဟိုလုံးလေးရှိတယ်ပေါ့နော်ဒီထုတ်ပြီးလေးရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ရုပ်ထွက်တွေကပေါ့နော်ထွက်လာတဲ့ပုံတွေက ကိုယ့်ရဲ့ရုပ်တွေနဲ့မတူတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီဗီဒီယိုမှာကပယ်ပုံတွေထုတ်တဲ့အခါမှာကိုယ့်ရဲ့ရုပ်နဲ့တူအောင်ဘယ်လိုထုတ်ရမလဲဆိုတော့ကိုနီလန်းလေးနှစ်ခုနဲ့ပြောပြပေးမှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်ကျွန်တော်တို့ Gemini နဲ့သွားမယ်ပေါ့နော် Gemini နဲ့မသွားခင်ကျွန်တော်တို့ print ကို copy ယူရမယ်ပေါ့နော်ဒီ website တွေကဒီ website ကိုလည်းကျွန်တော် comment မှာ link ပေးထားလိုက်ပေးမယ်ပေါ့နော်ဒီ website ကပါလဲဆိုရင်အခုလိုမျိုးကျွန်တော်တို့ဒီပုံလေးတွေပေးထားတယ်ဒီမှာ C print ကိုနှိပ်ပြီးတော့ copy ယူအောင်မယ်ပေါ့နော်ကိုထုတ်ချင်တဲ့ပုံလေးတွေကိုတစ်ချက်လိုက်ကြည့်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဟာ main key တွေအတွက်လည်းပါတယ်ကျွန်တော်ယောက်ျားလေးတွေအတွက်ကပယ်လေးတွေအတွက်ကအများကြီးထည့်ထားတယ်ပေါ့နော် print ပေါင်း300ကျော်ရှိတယ်။နောက်ထပ်လည်းဒီ website ထဲမှာကျွန်တော် print နေအများကြီးထပ်ပြီးတော့ထည့်သွားအောင်မှာဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဟာတွေကြည့်ကျင်နေဆိုရင် comment မှာ link ပေးထားလိုက်မယ်အဲ့ဒီကနေကျွန်တော်တစ်ချက်သွားပြီးတော့ print လေးတွေ copy ယူလို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီပုံလေးတစ်ခုကိုကျွန်တော် copy ယူလိုက်မယ်ပေါ့နော်ကပယ်ပုံလေးတစ်ခုကိုကျွန်တော် copy ယူမယ်ယူပြီးတော့ပြီဆိုရင်အဲ Gemini နဲ့ကိုသွားမယ်ပေါ့နော် Gemini ကိုဘာလို့သုံးလဲဆိုရင် Gemini ကကျွန်တော်တို့ဒီ ရီယယ်တက်ဆန်ဆန်တကယ်အပြင်မှာကင်မရာနဲ့ရိုက်ထားလို့ပုံလေးကိုထုတ်ပေးတဲ့အတွက်ပေါ့နော် ChatGPT နဲ့ဆိုင်အဲ့လိုမျိုး real တက်ဆန်လို့မလို့ကျွန်တော် Gemini နဲ့ပြောလိုက်မယ်ပေါ့နော် Okay အဲ့ဒါဆိုရင် Gemini နဲ့ရောက်ပြီဆိုရင်ကျွန်တော်ပထမနီလန်းကိုစပြီးတော့ပြောမယ်ပေါ့နော်ပထမနီလန်းကဘာလဲဆိုရင်ကျွန်တော်ရင်ဗီဒီယိုမှာပြောခဲ့တဲ့လိုမျိုးပဲပေါ့နော်အရင်ဆုံးကျွန်တော်ပုံထုတ်မယ်ဆိုရင်စာရဲ့ပုံရဲ့နှစ်ခုထည့်ရတယ်ပေါ့နော်အဲ့ဒီနှစ်ခုကိုကျွန်တော်ကစနစ်တကျထည့်ဖို့လိုရတယ်ပေါ့နော်ပထမအဆုံးအနေနဲ့ကျွန်တော်ပုံထည့်တဲ့အနည်းကိုပြောပြပေးမယ်ပေါ့နော်ပုံထည့်တဲ့အခါမှာကျွန်တော်တို့ကိုယ့်ရဲ့မျက်နှာကိုလုံးဝရှင်းရှင်းလင်းလင်းနဲ့မြင်ရတဲ့အနည်းကမြင်ရတဲ့ကိုယ်တစ်ပိုင်းပြ က်ပုံနေဖြစ်ရမယ်ပေါ့နော်။အဲတော့အရန်ဝေးနေတဲ့ပုံနဲ့မဖြစ်အောင်ဝါးနေတဲ့ပုံနဲ့မဖြစ်အောင်အဖက်ရမ်းပါနေတဲ့ပုံနဲ့မဖြစ်ရဘူးပေါ့နော်။အဲ့လိုမျိုးကိုယ့်ရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံကိုယူရမယ်ပေါ့နော်။ယူပြီးရင်ကျွန်တော်စာထည့်တဲ့အခါမှာလည်းကျွန်တော်ဘယ်လိုမျိုးစာကိုထည့်ရမလဲဆိုရင်ဒီကိုယ့်ရဲ့မျက်နှာနဲ့ တူတူအောင်လုတ်ပေးပါထုတ်ပေးပါဆိုတဲ့စာသားတွေထည့်ပြီးတော့ problem မှာရေးပေးရမှာဖြစ်တယ်ပေါ့နော်။ညောဒီအဲ့အဲ့ဒါမှာကိုထွက်လာတဲ့ပုံကထိထိရောက်ရောက်ထွက်လာမှာဖြစ်တယ်။တခါတည်းမှာကိုကအဲ့လိုမျိုးထည့်ရေးတယ်ဆိုရင်တော့ AI ကပေါ့နော်။တခါတလေမှာတူအောင်ထုတ်ပေးချင်မှာပေးတာဖြစ်တယ်လို့ကိုကအမြဲတမ်းပေါ့နော်။အဲ့လိုမျိုးစာကအမြဲတမ်းကိုထည့်ရေးပေးရမှာဖြစ်တယ်ပေါ့နော်။ကိုယ့်ရဲ့မျက်နှာနဲ့တရားရာခိုင်နှုန်းတူအောင်ညောဒီထုတ်ပေးပါဆိုတဲ့စာလေးကိုထည့်ပေးဖို့လိုအပ်တယ်ပေါ့နော်။ ဘယ်လိုမျိုးစာလေးတွေကိုထည့်ရရမလဲဆိုရင်ကျွန်တော်တစ်ချက်ပြမယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့စာလေးကိုထည့်ပြီးတော့ရေးတင်တယ်ဒီမှာဆိုရင်ဒီကကိုအကုန်လုံးရေးရမယ်ပြောတာမဟုတ်ဒီထည့်ကကျွန်တော်တို့တစ်ချောင်းတော့ထည့်ရေးတယ်ဆိုရင်ရတယ်ပေါ့နော်ကိုကသူများ print အနေနဲ့ထုတ်မှာဆိုရင်လည်းကျွန်တော်တို့ဒီအပေါ်ဆုံးလေးကဒီလိုမျိုးစာလေးပေါ့နော်ကိုရဲ့မျက်နှာနဲ့တူအောင်ထုတ်ပေးပါအတိအကျအောင်ထုတ်ထုတ်ပေးပါဆိုတဲ့စာလေးကျွန်တော်တို့ဒီ print နဲ့မှာထည့်ပြီးတော့ရေးပေးရမယ်ပေါ့နော်ဒါကတော့ကျွန်တော်နံပါတ်1ပေါ့နော်နံပါတ်1နီလန်းအချက်ဖြစ်တယ်ပေါ့နော်ဒီနီလန်းနဲ့အဆင်ပြေသွားရင်လည်းကျွန်တော်ဒီကောင်းတာပေါ့နော်တကယ်လို့ဒီနီလန်းနဲ့အဆင်မပြေဘူးဆိုရင်လည်းကျွန်တော်နောက်ထပ်ဟိုနီးတနည်းပြောပြအောင်မယ်ပေါ့နော် ကပဲပုံတွေအတွက်ဒီဒီနည်းကိုတော့ကျွန်တော်ထုတ်မပြတော့ဘူးကောနော်ပုံလည်းကျွန်တော်ယူပြီးတော့ထုတ်မပြတော့ဘူးနောက်ထပ်ဒီနည်းနောက်ထပ်ကျွန်တော်ဒီနည်းနဲ့မရဘူးဆိုရင်နောက်ထပ်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်ဒီကပဲပုံထုတ်တဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကနှစ်ယောက်ပုံထည့်ရတာဖြစ်တယ်ပေါ့နော်အဲ့ဒီနှစ်ယောက်ပုံမှာနှစ်ယောက်လုံးပုံထည့်လို့ကျွန်တော်မတူတာဖြစ်တဲ့အတွက်ကျွန်တော်ဒီတစ်ယောက်ကိုပဲကျွန်တော်တို့ပုံတွေယူပြီးတော့ထုတ်မယ်ပေါ့နော်အဲ့ဒါဆိုတေချာပေါ့တပုံပဲထည့်မယ်ဆိုရင်တစ်ယောက်ကတေချာပေါ့တူမှာပေါ့နော်အဲ့လိုတေချာပေါ့တစ်ယောက်ပုံထည့်ပြီးလို့ထွက်လာတဲ့ပုံကတူ တယောက်ကတေချာပေါက်တူတယ်ဆိုရင် app ပုံကိုစေပြီးတော့ကျွန်တော်ကဒီဟို extra နဲ့ browser တွေထဲမှာကျွန်တော်တို့ဒီ face swap ပေါ့နော် multiple face swap နဲ့လုပ်ပြီးတော့ဂျန်တဲ့တယောက်ကိုကျွန်တော်တို့မျက်နှာပြောင်းလို့ရမှာဖြစ်တယ်ပေါ့နော် okay ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြမယ်ဆွနာကကျွန်တော် copy ယူလာတဲ့ဟာလေးကိုကျွန်တော်ဒီမှာတစ်ချက်ထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပုံလေးထည့်ရမယ်ပေါ့နော်အခုလိုမျိုးကိုယ့်ရဲ့မျက်နှာကိုကျွန်တော်မြင်ရတဲ့ဒီရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံတစ်ပုံကိုလည်းထည့်ပြီးသွားပြီကျွန်တော် prompt ကိုလည်းထည့်ပြီးသွားပြီ prompt ထဲမှာမှာကျွန်တော်ဒီကျွန်တော်ဒီ website ထဲကယူတဲ့လူတွေကတော့ဆွနာကစာတန်းတွေကို true true ထည့်စရာမလိုဘူးပေါ့နော်ကျွန်တော်ကထည့်ပြီးပြီးသားဖြစ် တယ်ပေါ့နော်။အဲဒီမှာတော့ကျွန်တော်ထည့်ပြီးသားဖြစ်တဲ့အတွက်မထည့်တော့ဘူးပေါ့နော်။ဒီမှာသူများ print နေသုံးမယ်ဆိုရင်အဲ့ဒီစာသားလေးတွေကိုအရင်ထည့်ထည့်ပြီးသွားရေးဆိုရင်ကျွန်တော်ဒီမှာဒီကပယ်ပုံထုတ်มาဖြစ်တဲ့ထုတ်ပင်မဲ့ပေါ့နော်။ဒီမှာကျွန်တော်ကတပုံမဲ့ထည့်လိုက်တယ်ပေါ့နော်။အဲ့ဒီတပုံမဲ့ထည့်တဲ့အတွက်ကျွန်တော် AI ကတေချာပေါ့တယောက်ကိုတော့တူအောင်ထုတ်ပင်มาဖြစ်တယ်ပေါ့နော်။နှစ်ယောက်တွဲပုံနေတခါလေးထုတ်ခိုင်းရင်နားသူကမျက်နာကတေပြီးတော့မတူအောင်ထုတ်ပြီးတာပေါ့နော်။တယောက်ထဲပုံပေးပြီးတော့ကျွန်တော်ကပယ်ပုံထုတ်ခိုင်းရင်တေချာပေါ့ကိုယ့်ရဲ့ရုပ်ကတူมาဖြစ်တယ်ပေါ့နော်။ဒီမှာကျွန်တော် AI ကိုထုတ်ခိုင်းလိုက်မယ်။အဲ့လိုထုတ်ပြီးပြီးတော့ကျွန်တော်ထွက်လာတဲ့ပုံကပေါ့နော်။ထွက်လာတဲ့ပုံကကိုယ့်တယောက်နဲ့ကိုယ့်တယောက်ကတော့တေ ရာပေါက်တူလိမ့်မယ်နောက်ထပ်တရာတူဖို့ဆိုရင်ကျွန်တော် extra နဲ့အဲ့ဒီပုံကိုစေပြီးတော့ဗောနော extra နဲ့ browser လေးတွေညာနေပြီးတော့ကျွန်တော် password ဆိုရင်တူတွေအများကြီးရှိတယ်အဲ့ဒီထဲမှာမာလီပဲ password တွေကိုယူပြီးတော့နောက်ထပ်တရာရဲ့မျက်နှာကိုပြောင်းရမှာဖြစ်တယ်ဗောနော okay အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာပုံလေးထွက်လာရင်တခြားကြည့်လိုက်အောင် โอเคဒီမှာပေါ့เนาะပုံထွက်လာပြီဒီမှာလုံးဝကျွန်တော်ရဲ့ပုံ ਨੇ ဒူတွေပေါ့เนาะဒီမှာဆိုရင်ကျွန်တော်ထည့်လိုက်တဲ့ပုံ ਨੇ ဒီကပုံ ਨੇ ပေါ့เนาะလုံးဝကျွန်တော်ရဲ့ရုပ်အတိုင်းပဲထွက်တယ်ပေါ့เนาะဆနောက်ကကျွန်တော် copy ယူခဲ့တယ်ပေါ့เนาะ website ထဲကပုံအတိုင်းပဲလဲကျွန်တော်ထွက်တယ်ပေါ့เนาะโอเคအဲ့ဒါဆိုရင်ဒီပုံကိုကျွန်တော်တို့ကဆေးမယ်ပေါ့เนาะဒီမှာတော့ကျွန်တော်ရဲ့ပုံကတော့အဆင်ပြေသွားပြီပေါ့เนาะဒါပေမဲ့ဘေးမှာရက်နေတဲ့ main clip ပုံကကျွန်တော်ပြောင်းချင်တဲ့ပုံမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ထပ်ပြီးတော့အဲ့ဒီ main clip ပုံကိုဘယ်လိုရုပ်တူအောင်လုပ်မလဲဆိုရင်ကျွန်တော်တစ်ချက်ဆေးလိုက်မယ်โอเค စစ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က extra နဲ့ brown sauce တွေကိုတစ်ချက်သွားမယ်သွားပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာဘလို့ရိုက်ရှာမလဲဆိုရင်ကျွန်တော်ဒီမှာ face swap ဆိုပြီးတော့ကျွန်တော်ရိုက်ရှာရမယ်ပေါ့နော် okay face swap လို့ရိုက်ရှာလိုက်မယ်ဆိုရင်ကျွန်တော်ကဒီမှာ desktop version ဖြစ်နေတဲ့အတွက် mobile version ကိုပြောင်းလိုက်မယ် okay ဒီလိုမျိုးကျွန်တော်ရိုက်ရှာလိုက်မယ်ဆိုရင်ဒီမှာ face swap 2တွေကအများကြီးရှိတယ်ပေါ့နော်ဒီထဲမှာကျွန်တော်အဆင်ပြေတဲ့2ကိုရွေးတော့ပေါ့နော်ဒီမှာတော့ကျွန်တော်က ဟိုအပေါ်ဆုံးအဟာနဲ့ပဲပြလိုက်မယ်။ကဲကိုကအပေါ်ဆုံးအဟာနဲ့အဆင်မပြေဘူး။တခြားအဟာနဲ့လုံးမယ်ဆိုရင်လည်းရတယ်ပေါ့နော်။ Okay ဒီမှာ free AI ဆွဲဆွာလေးနှိပ်မယ်။နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ star fish ဆွဲဆွာလေးနှိပ်လိုက်မယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တယောက်တစ်ပုံသားတရားတွေကိုတုံးလို့ရတာပေါ့နော်။နှစ်ယောက်ပုံဆိုရင်ဒီမှာ multiple fish ဆွဲဆွာလေးရှိရပေါ့နော်။ ဘယ် website မှာပဲလုပ်လို့ကျွန်တော်ဒီ multiple password ကိုရွေးရမယ်ပေါ့နော်နှစ်ယောက်ပုံနေလောက်အောင်မှာဆိုရင် okay အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ multiple password ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ဒီ upload ဆိုတာလေးကိုကျွန်တော်ဆက်နောက်ကဆေးလိုက်တဲ့ပုံလေးကိုထည့်ရမယ်ထည့်ပြီ okay ထည့်ပြီးသွားကြအောင်ခဏလာဆောင်လိုက်ပါတော့ဒီနားမှာမျက်နှာပဲနှစ်ခုပါလဲဆိုတော့ပြလိုက်မယ်ဒီထဲမှာကိုကမျက်နှာတွေပေါ်လာပြီဒီမျက်နှာတွေထဲမှာကျွန်တော်တို့ပြောင်းချင်တဲ့ဥပမာ main clay ပုံကိုပြောင်းပါဆိုရင် main clay ပုံရဲ့ဘေးနားလေးမှာအပေါင်းလေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ပြောင်းချင်တဲ့ပေါ့နော်ကျွန်တော်တို့ပြောင်းချင်တဲ့ ဒီမျက်နှာကိုထည့်ပေးရမှာဖြစ်တယ်ပေါ့နော်။ Okay ကျွန်တော်ကတော့ဒီပုံလေးပဲလုပ်လိုက်မယ်။လုပ်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့ face swapping start muddy face swapping ဆိုတာလေးကိုတစ်ချက်နေလိုက်ဒီမှာသူ့ person name နေပြေးနေတယ်ပေါ့နော်။အဲ့ဒါလေးပြေးသွားရင်ရမှာဖြစ်တယ်ပေါ့နော်။ Okay ဒီနီလာနဲ့လဲကျွန်တော်တို့ကဒီ face swap လုံနိုင်တယ်ပေါ့နော်နှစ်ယောက်လုံးရဲ့မျက်နှာကိုတူအောင်ထုတ်နိုင်တယ်ဒီအကယ်၍ဒီဖိဆွက်တူကမကောင်းဘူးဆိုရင်လည်းဒီမှာတူတွေအများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုရင်ဒီအပေါ်ဆုံးကဖိဆွက်မကောင်းဘူးဆိုရင်လည်းဖိဆွက် online pre နော်အစသဖြင့်ပေါ့နော်ဒီမှာဖိဆွက်တူတွေအများကြီးရှိတယ်အဲ့ဒီထဲမှာနော်လိုက်ပြီးတော့ဆန်းကြည့်ပေါ့နော်တချို့ဖိဆွက်တွေကလည်းကိုထည့်လိုက်တဲ့မျက်နှာနဲ့ထွက်လာတဲ့မျက်နှာတွေနဲ့အဲ့မတူတာတွေရှိသေးရပေါ့နော်အဲ့ဒါကြောင့်ကောင်းတဲ့ဖိတူကိုကျွန်တော်ကရိုက်ရှာပေါ့နော်အဓိကကျွန်တော်ဖိဆွက်လို့ရိုက်လိုက်အများကြီးပေါ်လာမှဖြစ်တယ်ပေါ့နော်โอเคဒီနီလန်းနဲ့လည်းကျွန်တော်တို့ ဒီကပ်ပဲပုံလေးထုတ်တဲ့အခါမှာဒီကိုယ့်ရဲ့မျက်နှာနဲ့တူအောင်ထုတ်နိုင်တယ်ပေါ့နော်ဆနကကျွန်တော်ဒီပြောခဲ့သလိုပဲဒီ website ထဲမှာလည်း prone အများကြီးရှိတယ်ပေါ့နော်ဒီ prone ကိုဒီဒီ prone ကိုကျွန်တော် copy ယူပြီးတော့ဟို AI application နေနေမှာတွားပြီးတော့ထုတ်လို့ရတယ်ဒီဟာလေး link ကိုလည်းကျွန်တော်ပေးထားမယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်ဒီနားလည်လောက်ပြီပေါ့နော်နားမလဲတာရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာမေးခဲ့လိုက်ဖြေပေးမယ်ပေါ့နော်နောက်ထပ်ပြီးတော့မှပြန်ပြီးတော့တွေ့ကြမယ်